အဲတချို့ဆိုအောက်မှာတော့ comment လာရေးတယ်အဲကိုသားကြီးလူတဲ့လူတွေရတယ်ငလင်ပေးလူတွေရောဟုတ်ရဲ့လားပေါ့နော်သူတို့မမေ့မမေ့လို့ပေါ့နော်အရင်ကျေးဇူးတင်တယ်ဆိုပြီးတော့ပြေးပြေးပြီးဖတ်ကြတာပေါ့နော်အာမိသားစုဝင်တွေကဟိုတယ်ထဲမှာရှိနေရပိတ်မိနေတဲ့ခါကျတော့အပြင်ကလေလမ်းမပေးတရားပေးမှာဒူးလေးထောက်ပြီးလောက်လေးချီပြီးတော့မျက်ရည်တွေကျပြီးတော့ဘယ်လိုပြောမလဲဆူတောင်းနေတာလားဟို တောင်းပန်နေတာလားတခုခုပဲပေါ့နော်ဘာလို့တော့ကိုလည်းမသိဘူးပေါ့နော်မြင်ရတဲ့မြင်ကွင်းကတော့ဒါရှင်ထဲမှာတော်တော်မချိလောက်အောင်ခံစားရပါတယ်ခင်ဗျာဟုတ်ပါပါဘူးเนาะဟုတ်ပါပါဘူးเนาะစိတ်မြင့်နေတော့ဒါဝမ်းသာရမယ့်ကိစ္စပါเนาะဟုတ်ပြီเนาะမဖတ်เนาะပြီးပါအဖတ်ဒါတသိန်းပါတသိန်းတသိန်းတသိန်းဟုတ်ပါရောเนาะဟုတ်ကဲ့ဘာစောကပေးเนาะစောကရင်အများပေးလိုက်လို့ရှိတယ်ဟုတ်ပါဘူးဟုတ်ပါဘူးเนาะဟုတ်ပါပါဘူးเนาะတသိန်းเนาะဟုတ်ပါပါ ှာရှိနေတဲ့ဗီဒီယိုတွေကိုကြည့်ပြီးတော့တွေ့မြင်နေရတဲ့အတွေ့အထိနဲ့ကျွန်တော်တို့လိုမြေပြင်ကိုတကယ်ဆင်းပြီးတော့မှရောက်သွားတဲ့အတွေ့အထိနဲ့မတူဘူးခင်ဗျ။ဟိုဘယ်လိုပြောရမလဲအပူကလေဆယ်စားတစ်ဆလောက်กว่าတယ်ဗောနော်။သူတို့ရင်ထဲမှာရှိနေတဲ့တောကတွေအပူတွေဆိုတာဒီကျွန်တော်တို့ဘယ်လိုပြောရမလဲမျှဝေခံစားလို့တော့မရတော့တဲ့ပမာဏကြီးတွေဖြစ်နေတာကိုမြင်ရတယ်။တချို့ဆိုလို့ရှိရင်လေတချို့ဟိုတယ်တွေရဲ့ရှေ့မှာဗောနော်။အာမိသားစုဝင်တွေကဟိုတယ်ထဲမှာရှိနေတဲ့ပိတ်မိနေတဲ့ခါကျတော့အပြင်ကလေလမ်းမပေးတရားပေးမှာဒူးလေးထောက်ပြီး လောက်လေးချီပြီးတော့မျက်ရည်တွေကျအပြီးတော့ဘယ်လိုပြောမလဲဆူတောင်းနေတာလားဟိုတောင်းပန်နေတာလားတကွကူပဲပေါ့နော်ဘာလို့တော့ကိုယ်လည်းမသိဘူးပေါ့နော်မြင်ရတဲ့မြင်ကွင်းကတော့ဒါရှင်ထဲမှာတော်တော်မချိလောက်အောင်ခံစားရပါတယ်ခင်ဗျာကျွန်တော်တို့ကစပြီးသွားမယ်ဆိုတဲ့အချိန်မှာပျော်ပွဲစသွားတဲ့ခရီးစဉ်ကပေါ့နော်ပျော်ပွဲရမဲတင်ကြောက်စဲမန္တလေးတံတားဦးအင်းဝအဲအဲ့ဒီနေရာကိုကျွန်တော်တို့စသွားတာပေါ့နော်ဘယ်နှမတ်စသွားတဲ့အချိန်မှာစစ်သားရောက်ချင်းကတော့ဒါကြောက်စဲကိုရောက်တာအဲကြောက်စဲမှာစတွေ့တဲ့အချိန်မှာ ဟိုဆေးရုံအရင်သွားတာဗောနော်ဆေးရုံအရင်သွားပြီးတော့ဟိုထမင်းထုတ်တွေစဝေတာဗောဝေတဲ့အချိန်မှာအဲမူချိုချောင်းပြီးတဲ့ကလေးလေးတယောက်ဆိုလို့ရှိရင်ခြေထောက်ဖြတ်ခံတာရဖြတ်ခံတာရတဲ့အခါကျတော့ကျွန်တော်တို့တွေ့တာတယ်သူကလေဆရာဝန်ထင်ပြီးသူ့ကိုခြေထောက်ဖြတ်မယ်ထင်ပြီးတော့ကုန်းခေါ်တာမုတ်ပေးလဲမရအောင်အယုတ်ပေးလဲမရပါတဲ့အယုတ်ကလေးလည်းပေးတယ်ဗောနော်ပါတဲ့မုတ်ကလေးလည်းကျွေးလဲဒီကလေးကလုံးဝဘယ်လို trauma အကြီးရောက်တာဗောနော်ဘာမလုပ်တော့ဆရာဝန်မဟုတ်ဘူးတတဆရာဝန်မဟုတ်ဘူး 香港的我不管，香港 သူ့နာမည်လေးရတယ်ဇာနီထွန်းနဲ့နှစ်နှစ်ခွဲပဲရှိသေးတယ်ပေါ့နော်ခလေးလေးယောက်ျားလေးပေါ့နော်အဲ့တော့ဒီခလေးရဲ့အနာဂတ်မှာလည်းဒါပါပဲပြောသူ့ရဲ့စိတ်ထန်ရာအဖြစ်လဲ trauma အကြီးရပါပြီသူ့ရဲ့ခန္ဓာကိုယ်သူ့ခြေထောက်ကိုကြည့်မယ်ဆိုရင်သူဒီ trauma ပျောက်ဖို့ကတော်တော်ခံရမှာပေါ့နော်အဲ့ဒီအနာဂတ်တွေအရှိန်ကြီးမှကျွန်တော်ရှောက်တွေးလိုက်တာပေါ့နော်တွေးမိလိုက်ပြီးတော့ရင်ထဲမှာခံစားရတယ်ပြီးတော့နောက်ခလေးလေးတယောက်ဆိုရင်ခုနှစ်လပဲကြံခဲ့တယ်ဘယ်သူမှမရှိတော့ဘူးကောင်းပါလေခုနှစ်လတပီလေးတယောက်တည်းကြံခဲ့တယ်ဆိုတဲ့အခါကျတော့သူ့ရဲ့ဆွေမျိုးတွေကနေမှတစ်ဆင့် ဒါစောင့်ရှောက်နေအမှန်တမ်းပြောရင်တော့ချက်ချင်းတော့ကောက်ယူပြီးတော့မွေးစားခဲ့ကျင်တာမွေးစားပြီးခေါ်လာကျင်တာပေါ့နော်ဒါပေမဲ့ကိုလည်းရှေ့ချောင်းနောက်ချောင်းတွေတွေးရတဲ့အခါကျတော့အဲ contact တွေတော့ယူထားတယ်ပေါ့နော်နောက်အဲ့မှာပြီးလဲပြီးတော့ကျွန်တော်ကားပေါ်တက်ပြီးပြန်တော့မယ်လို့လုပ်တဲ့အချိန်မှာမိမတယောက်ကလေကျွန်တော်နောက်ကိုပြေးလိုက်ပြီးလာခေါ်တာကိုသားကြီးနေပါအောင်နေပါအောင်ဆိုကိုလည်းလန့်သွားတယ်ဘာဖြစ်လို့လဲပေါ့ဆိုပြီးတော့လှည့်ကြည့်လိုက်တဲ့အချိန်မှာသူညီမကကိုသားကြီးကိုမတွေ့လိုက်ရရင်နဲ့ မမတွေးလိုက်ရမှာစိုးလို့ပေါ့နော်ငိုနေလို့လာခေါ်ခိုင်းလို့တဲ့မတွေးလိုက်မှာမစိုးလို့တဲ့ဟုတ်ကဲ့ပါခင်ဗျာတက်ပုံလေးရိုက်ရှင်းလို့ရတယ်ပုဂ္ဂိုလ်ကြီးဟောကြီးရှိပါဟုတ်ကဲ့မမလည်းလို့ဆိုဟိုးအဝေးဆုံးကတက်ပင်အောက်လေးမှာဂရင်လေးနဲ့ဒီကြောက်ဆယ်စင်းအောင်မှာလည်းနေရာတွေမဆန့်တော့တဲ့အခါကျတော့တက်ပင်လေးအောက်မှာအဲ့လိုအရိပ်အောက်တွေမှာပေါ့နော်ဂရင်နေဂရင်နေနဲ့အဲ့လိုတက်ဂရင်တက်ဂရင်အဲ့လိုပေါ့နော်ဟိုဘယ်လိုပြောရမလဲအဆင်ပြေတယ်လို့လေးလူနာတွေကစင်းအောင်တက်နေရတဲ့အခါကျတော့ လာကြည့်ပေးပါလားတဲ့ဆိုတော့ကျွန်တော်လည်းဟုတ်ကဲ့ပါဆိုလိုက်သွားတဲ့အချိန်မှာဒီနေ့ကျမှမနေ့ဒီနေ့မှပူပူနွေ့နွေ့သူက6လောက်ကိုဖြတ်ထားရတာအဲ့အမျိုးသမီးက6လောက်ဖြတ်ခံထားရတဲ့အခါကျတော့သူကဒူးကောင်းလောက်ကနေဖြတ်ထားတာဖြစ်တဲ့အတွက်အရန်သူကစိတ်က down နေတာဟိုကိုသားကြီးကိုအားပေးနေတဲ့ fan တယောက်ဖြစ်တဲ့အတွက်အဲကျွန်တော်လာတယ်လေကျောင်းသူကအရန်တွေ့ချင်သွားတာပေါ့နော်ကိုကလည်းအဲ့ဒီတစ်ပင် out ကိုမရောက်နိုင်မိဘူးဟို ဟန်ဒူးဆန်လည်းပါတယ်ပိုင်းသစ်လည်းပါတယ်ဆိုတော့တို့တွေကလည်းအလိုဝေတာလည်းပါတယ်ဆိုတဲ့ခါကျတော့ဟိုကအဲ့ပြုတ်မရောက်လိုက်ပြီပေါ့နော်မရောက်မှန်းပြီတဲ့ခါကျတော့မတွေးလိုက်တဲ့ချိန်မှလေရေထဲမှာစို့သွားတာပဲဘာလို့လဲဆိုတော့အဲ့လိုခြေထောက်ဖြတ်ခံထားရတယ်လို့ဘာလို့ဆိုတာကျွန်တော်ရုပ်ရှင်ထဲမှာပဲတွေ့ဘူးတာလေရုပ်ရှင်ထဲမှာတွေ့ဘူးတယ်ပတ်တီးလေးစီးထားတဲ့ဟိုသွေးစားလေးမြင်နေရတာပေါ့တကယ်တမ်းအပြင်မှာကိုမြက်ဝါတဲ့နေဒီလိုကြီးမြင်တွေ့ရတဲ့ချိန်မှလေဘယ်လိုပြောရမလဲကိုခြေထောက်ကိုဓာတ်နဲ့လှီးလိုက်တယ်လို့ပဲရေထဲမှာနာတာပေါ့နော်အဲ့ခါကျတော့ စကားလည်းဘာတွေပြောရမလဲမသိတော့ဘူးသူတို့ကလည်းအားပေးခြင်းနဲ့ဟိုအားပေးတဲ့စကားလုံးတွေကလည်းတစ်ခါတည်းကျရင်ပောက်ကရတွေထွက်သွားတာပေါ့နော်အဲ့ချိန်မှလေးတစ်ခုတည်းတူတွေဘာတွေပြောရမလဲမသိတော့တဲ့ခါကျတော့အဲ့တော့ data အားပေးခဲ့တယ်ပေါ့နော်ဟို data လေးအားပေးပြီးတော့ကျွန်တော် ပြန်လာတာပေါ့နော်ဒါကတော့ဒါစပြီးတော့ကျွန်တော်တွေ့တွေ့ချင်းအတွေ့အကြုံကတော့ဒါဒီအတွေ့အကြုံနဲ့စခဲ့တာပေါ့ပြီးတော့အဲ့ရနေတစ်စင်းကျွန်တော်ဘယ်သွားလဲဆိုလို့ရှိရင်မန္တလေးသွားတယ်မန္တလေးရောက်တော့လေ တကယ်ပေါ့နော်ဘယ်လိုပြောမလဲကိုယ်အမြဲတမ်းအလုပ်သွားလုပ်ခဲ့တဲ့နေရာကြီးနေမန္တလေးဆိုရတယ်အဲ့ဒီမြို့ကြီးမှာကြည်ပြီးတော့လေစိတ်မကောင်းဟာလို့တော့ပေါ့နော်တော်တော်လေးကိုပြန်လဲပြီးတော့ဟိုတာမန်ဘဝတွေရောက်ဖို့အတွက်ကိုတော်တော်ကိုပြန်ပြီးတော့ထူထောင်အောင်မှာမန္တလေးပြီးတဲ့အခါမှာကျွန်တော်ဘယ်ဆက်ကူလို့ဆိုတရားဦးကိုဆက်ကူရဲကျွန်တော်တရားဦးရောက်သွားတဲ့အခါကျတော့တရားဦးမှာလည်းဒီတစ်မျိုးလုံးကြီးပါပျက်စီးတာပျက်စီးတဲ့အတွက်ကျွန်တော်ဘယ်လိုတိုင်ပင်လဲဆိုတော့ဟန်နူးဆန်ရဲ့ကျွန်တော်ရဲ့ ကျွန်တော်တို့ရဲ့မှာရှိတဲ့ပတ်စံကလည်းနှစ်ယောက်ရဲ့ပတ်စံအပြင်ခုနကသားသမီးပတ်စံလည်းပါတဲ့ခါကျတော့တိတိယယောက်ဖြစ်ချင်တယ်ဖြစ်ချင်တဲ့တကြောင်မလို့ကျွန်တော်တို့အာအိမ်ပြိုသွားတဲ့အိမ်တွေကိုတအိမ်တက်တအိမ်ဆင်းတမျိုးလုံးကိုကျွန်တော်အုပ်စုရာတွေလုံးဝနေပူထဲမှာတအိမ်တက်တအိမ်ဆင်းလိုက်ပြီးတော့အားပေးတယ်ပြီးတော့တအိမ်ဝင်ဝင်တသိန်းစီပေါ့နော်ကျွန်တော်တက်နိုင်သလားလှူခဲ့တယ်ပေါ့တရားဥပမာလည်းအဲ့လိုလှူတန်းပြီးတော့နောက်ဘယ်ကိုဆက်သွားလဲဆိုတော့ဒါအဲ့မှာလည်းတရားဥပမာလည်းကိုယ်အားပေးတဲ့ပိဋကတ်တွေကလည်းတွေ့တဲ့အခါမှာ အားရဝမ်းသာလည်းဖြစ်ကြတယ်တချို့ကြတော့သူတို့ခံစားရတဲ့အပူတွေကိုယ်မြင်တဲ့အခါမှာခဏမေ့သွားတယ်သူတို့ဟိုအရှိသွားတယ်ပေါ့နော်အတချို့ဆိုအောက်မှာတော့ comment လာရေးတယ်အဲကိုသားကြီးလှူတဲ့လူတွေရတဲ့ငလင်ပင်းလူတွေရောဟုတ်ရဲ့လားပေါ့နော်ဘာလို့ဆိုကိုယ်တွေ့တဲ့အချိန်မှာပျော်သွားလို့ပျော်သွားတော့သူတို့ခံစားရတယ်ခဏမေ့သွားတယ်ပေါ့နော်ကျွန်တော်ဆိုရင်တရာဟုမှအလူလဲဘူးတယ်ပေါ့နော်အလူလဲဘူးတော့ တစ်မျိုးလုံးကိုလှည့်ပူတဲ့အခါကျတော့မှတ်မိတယ်ဘယ်နာအိမ်ကြီးကဘလို့ကောင်းတယ်ဘယ်ဆိုင်ကြီးကဘလို့ကြီးဆိုတာကိုမှတ်မိခဲ့တယ်တကယ်တကယ်အဲ့လိုမျိုးသွားလှူတဲ့အချိန်မှာအဲ့ဒီနေရာတွေအကုန်လုံးကတကယ်အမိုက်ပုံကြီးလိုဖြစ်သွားပြီ အုပ်ပုံကြီးတွေဖြစ်သွားပြီဆိုတဲ့အခါကျတော့ကျင်းထဲမှာလေဘလို့ပြောရမလဲကဘာပြတ်တယ်လို့ပဲခံစားရတယ်တိလားအလှူလဲလှည့်ပူတယ်သွားလဲသွားပူတော့တခြားဟိုကဒီသူတွေကသူတို့မမေ့မမေ့လို့ပေါ့နော်အရင်ကျေးဇူးတင်တဲ့ဆိုပြီးတော့ပြပြပြဖတ်ကြတာပေါ့နော် ဲ့ကနေပြီးတော့ကျွန်တော်တို့ဘယ်ရောက်လဲဆိုတော့ menu အောက်ကြောင်းရှိတဲ့ရွာကိုရောက်တာပေါ့အဲ့ရွာမှာလည်းအဲ့လိုပဲ AJ manager ဘယ်နှစ်ခုရှိလဲပျက်စီးသွားတာဘယ်နှစ်အိမ်ပေါ့နော်အာကျွန်တော်တို့ခွဲရလေးနဲ့လှူတယ်ပေါ့ပတ်စံနေအဲ့လိုလှူတိုင်းပြီးတဲ့အခါမှာကျွန်တော်နဲ့ဟန်ဒူးဆန်နဲ့ဒီရန်ကုန်ကသွားခဲ့ရလဲတက်ရောက်တိုင်ပင်သွားတယ်ပေါ့ငါတို့အလှူတစ်ခုပြီးတိုင်းပြီးတိုင်းဒီနဲ့လင်းပေးမှာအသက်ဆုံးရှုံးသွားတဲ့သူတွေကိုငါတို့အမျှပေးမယ်တာရုခေါ်လို့ရအောင်ဒါလေးကိုလောက်ရအောင်ဆိုပြီးပြောတော့ तू ကလည်းဟာကိုကြီးလောက်ကျွန်တော်ကလည်း ဒီလူတွေအတွက်ကိုစွန့်သွပ်ပေးချင်တာဆိုတဲ့အခါကျတော့အာကျွန်တော်တို့အဲ့မှာအလှတစ်ခုပြီးတိုင်းပြီးတိုင်းကျွန်တော်အမြပေးတယ်တာရုခေါ်တယ်ပေါ့အဲ့ဒီနေရာမှာအဲ့လိုအမြပေးပြီးတာရုလည်းခေါ်လို့လည်းပြီးရောကျွန်တော်တို့စီကိုအမျိုးသမီးတူကလက်ညှိုးကြီးထိုးပြီးတော့လေမြင်းစည်းတက်လို့ပဲခုံပေါက်ပြီးဝင်လာတာဘာနဲ့တူလဲဆိုတော့ကျွန်တော်ရုပ်ရှင်ထဲမှာလေဟိုဇွန်ဘီတွေကိုနောက်ကိုလိုက်လာတယ်လို့ပဲတဲ့လားအဲ့ကျွန်တော်အဲ့အမျိုးသမီးကိုပြေးဖက်မှာလားသူ့ကိုရှောင်ရမှာလား မတွေးတတ်တော့ဘူးဘာလို့ဆိုတော့တစ်ခါမှမကြုံဘူးလေဒါဘဝမှာပထမဆုံးကြုံဘူးတာဝင်လာပြီးတော့သူကပြောဆိုတော့သူအနောက်မှာရှိရဲဟိုနာမှသူရှိရဲဟိုနာမှသူရှိရဲသူ့ကိုဘယ်သူမှမခေါ်ဘူးသူ့ကိုခေါ်ပါသူအမျှလိုချင်လို့ခေါ်ပါအမျှလိုချင်လို့ဆိုပြီးပြောတဲ့အခါကျတော့ ောင်းလာတော့နမေတောင်းလာ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 ဟာအဲ့ချိန်နဲ့ကြာရောကုပိနာမှာရှိတဲ့သူတွေအကုန်လုံးကဝုန်နေကြပြီ ဘာကြောင့်သူ့အိမ်မှာလဲအာသူပါရှိတယ်သူ့အိမ်မှာလဲလူသေးသွားတယ်သူ့အိမ်မှာလဲတိုက်ပီသွားတယ်ဆိုတော့ဘသူရဲ့လူမှန်မသိနေဘူးအဲ့တော့ကျွန်တော်တို့ကကျွန်တော်လည်းမသိဘူးပေါ့နော်တက်တက်လောက်မတ်လောက်ပေါ့ဟန်ဒူးဆန်ကိုမျက်လုံးပြူပြားဟန်ဒူးဆန်လည်းမျက်လုံးပြူကိုကလည်းပြူနေပေါ့နော်ဘာလို့မှမသိဘူးအဲ့ချိန်မှာလေနာမည်ဘသူလဲဘသူဝင်တာလဲကိုလည်းတက်တက်လောက်လေးမေးတာပေါ့နော်ဘသူဝင်တာလဲဆိုတော့ဘသူပေါ့ပြောတာပေါ့နော်ပြောလိုက်တော့အဲ့ဒီအမျိုးသမီးရဲ့အမျိုးသားကျွန်တော်တို့ဒီဝင်နေတဲ့မှာပါတယ်ပါတဲ့ခါကျတော့ ဲ့အမျိုးသားဟုတ်တယ်သူ့အမျိုးသမီးပေါ့နော်အဲ့သူလည်းညှိုးထုတ်ပြတဲ့နေရာမှာပဲအုပ်ပုံပြီးပြီးဆုံးသွားတာပေါ့နော်ဆိုတဲ့အခါကျတော့အနာကဲအဆိုလို့ရှိရင်ကျွန်တော်ပြန်ပြီးအစအနေပြန်ပြီးတော့ဟိုအမြပေးမယ်တာလူပြန်ခေါ်တော့ဆိုတဲ့အခါကျတော့ခေါင်းလေးညှိပြပြီးတော့လေစမ်းမြင့်ပေါ်မှာလေပုတ်ခနဲ့ဆိုထိုင်ပြီးကြုံကြုံလေးနော်ထိုင်ပြီးတော့လက်အုပ်လေးချီပြီးတော့လေအအမြတာလူတုံးကခေါ်ပြီးတော့ခေါ်လဲခေါ်ပြီးတော့သူရတယ်တဲ့သူအဆင်ပြေသွားပြီးသူသွားတော့မယ်နော်တဲ့ပြောပြီးတော့လေအဲ့အမျိုးသမီးကလေဘုံဆိုလဲကြပါလား ိုက်လဲကြသွားတဲ့အမျိုးသမီးကိုလည်းကျွန်တော်나ယူကတဏ္ဍာရီလောက်ကိုလေတော်တော်နှာနှက်ယူလိုက်ရတယ်။သူလည်းတော်တော်နဲ့ပြန်သတိမရအောင်ပလက်ကြီးမျောမျောကြီးအလိုကြီးဖြစ်သွားတယ်။အဲ့ခါကျတော့ဘယ်လိုပြောရမလဲစိတ်ထဲမှာလေးပီတိလည်းဖြစ်တယ်။အရင်လည်းစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်။အဲ့တော့ဟိုဘာဟုတ်ပီတိဖြစ်တာလဲဆိုတော့ကိုယ့်ရဲ့အလှလေးကြောင့်ကိုယ့်ရဲ့ဒါဒါနလေးတစ်ခုကြောင့်ပေါ့နော်ဟိုကျွတ်လွတ်တဲ့ဘဝကိုရောက်ရှိသွားတယ်လို့ပဲကျွန်တော်တို့ယူဆတယ်။ယုံကျင်လဲယုံမယုံကျင်လဲနေပေါ့နော်ကျွန်တော်တို့အဲ့လိုပဲယူဆတယ်။ယူဆတဲ့အတွက်ကြောင့်မို့လို့အာ ဟိုဘယ်လိုပြောကိုယ့်ရဲ့လောက်ရခလေးထိရောက်သွားတယ်ဗောနော်အဲ့လိုမျိုးလေးဖြစ်သွားတဲ့အတွက်လည်းပြီးပြီးဖြစ်ရပါတယ်အဲ့မှာကျွန်တော်တို့အဲ့ဒီကဆိုရင်ကျွန်တော်တို့ထမင်းတုပ်ဆိုလို့ရှိရင်လည်း ဘလူရောက်3000ကျားလောက်ကျွန်တော်တို့ဝေနိုင်ခဲ့တယ်ပေါ့နော်ဝေနိုင်ခဲ့တယ်3000ကျားလောက်ဝေခဲ့တယ်တစ်မျိုးပြီးတစ်မျိုးတစ်နေရာပြီးတစ်နေရာပေါ့နော်ပြီးတော့ဟိုပတ်စံဆိုလို့ရှိရင်လည်းအဲ့အိမ်ပြိုသွားတဲ့အိမ်တွေဆိုတသိန်းပေါ့နော်အဲ့လိုတွေလှူလူတန်းနိုင်ခဲ့တယ်ပေါ့ဒါကတော့ပထမဆုံးသွားတဲ့ trip ပေါ့နော်အဲ့ဒါပြီးတဲ့အခါမှာကျွန်တော်တို့လေပလိတ်ပေါ့နော်အာပလိတ်ငါကစိတ်တရရွာဆိုတာကိုရောက်တယ်ပေါ့အဲ့ဒီရွာမှာဆိုရင်လည်းတရွာလုံးအင်ဂျီ30လုံးကလေမြေကြီးထဲကိုဝင်သွားတာအိမ်ခေါင်းမိုးလေးတွေပဲကျန်တယ် အရန်အောင်ဖို့ကောင်းတယ်အိမ်ကြီးမြေမျိုးသွားသလိုပဲမျိုးပြီးတော့လေဒီအိမ်ခေါင်မိုးလေးတွေပဲမြင်ရတာဗောနော်သူကမြေကမ်းတစ်ခုမှရှိတဲ့ခါကျအဲ့ဒီတဘလော့လုံးကြီးလေဝုံးစုပြုတ်ကြသွားတယ်ဒီအောက်ကိုပြုတ်ပြီးတော့ဒီဘွားနေတို့ပြန်ပြိသွားတဲ့ခါကျတော့အိမ်ခေါင်မိုးတွေပဲကျွန်တော်တာဗောအိမ်အိမ်ကြီး30လုံးအဲ့မှာဆိုတော့အပြိုကြီးတစ်ယောက်နဲ့ကလေးနှစ်ယောက်ပါသွားတယ်ပြောတယ်ကျွန်တဲ့သူတွေကတော့ဒါအပြင်မှာအလုတ်သွားလုပ်နေရတော့မပါသွားဘူးဗောနော်အဲ့တော့အိမ်အိမ်ကြီး30လုံးကျွန်တော်လူရန်နိုင်ခဲ့တယ်နောက်ပြီးလို့ရှင်သီလရှင်ကြောင်းတစ်ချောင်းဗောနော်တစ်ချောင်းလုံးပြိုသွားတာတစ်ချောင်းလုံးမဟုတ် ူ့ရဲ့ဝင်ထဲမှာရှိတဲ့မြတ်အစအဦးအကုန်လုံးကပြိုကျသွားတယ်။တခုမှအကောင်းမကျန်အောင်ပေါ့နော်။အဲ့မှာဆိုလဲကျွန်တော်30ဥရန်နိုင်ခဲ့ရပေါ့နော်အဲ့လိုမျိုးလေးပေါ့ဟိုတက်နိုင်တဲ့ဘက်ကနေသွားပြီးတော့ကျွန်တော်တို့ဥရန်ခဲ့ပါတယ်နောက်ဆုံးခီးကတော့ဒါနေပြီးတော့သွားတယ်နေပြီးတော့မှလည်းအရင်အထိနာတယ်ပေါ့နော်နေပြီးတော့ကဒီဂရင်တထောင်ပြည်သူစေယုံမှာတက်နေတဲ့လူနာတွေကိုကျွန်တော်တို့တက်နိုင်သလားအဲ့လိုခြေပြက်လက်ပြက်ဖြစ်တဲ့လူနာမျိုးတွေကိုလိုက်ပြီးတော့ဥရန်တယ်ဟိုဖြစ်သမျှလူအကုန်လုံးတော့ကျွန်တော်လည်းမလှူနိုင်ဘူးပေါ့နော် ပြီးရခါခုနောက်ဆုံးတကြံမှာတော့ကျွန်တော်တို့ဖယ်သွားခဲ့လဲဆိုတော့အင်းလေးကိုသွားလှူခဲ့ပါတယ်တကြံမှာနောက်ဆုံးကြံတဲ့ပတ်စံလေးသိန်း200ကျော်ကိုလေအင်းလေးဒေတာကိုသွားလှူခဲ့တယ်ပြီးတော့အောင်မန်းကိုသွားလှူခဲ့တယ်အောင်မန်းမြို့တမြို့လုံးဆိုလဲအောင်မန်းဟိုတယ်ကြီးတစ်ခုလုံးပဲပြိုကျသွားတာတခြားတစ်ခုမှမပြိုအောင်မန်းဟိုတယ်တစ်ခုပဲပြိုသွားအဲ့မှာအဝန်ထမ်းတွေပေါ့နော်6ယောက်9ယောက်ပါသွားတယ်အဲ့ဒီဝန်ထမ်းတွေပါသွားတဲ့အဲပေါ့နော်ဟိုအိမ်တွေကိုပေါ့သူတို့ရဲ့ရွာတွေအထိဒီတော့ တောင်ကြားထဲတွေမှာရှိတဲ့ကြွားတွေအထိကိုကျွန်တော်တို့ရောက်အောင်သွားပြီးတော့ဒါကူညီပေးခဲ့ပါတယ်။ပါဝင်ပြီးတော့လှူဒါန်းပေးခဲ့တယ်ဗောနော်သူတို့ရဲ့မိဘတွေခြံခဲတဲ့မိဘတွေကိုလေအဲ့တော့ဒါကတော့နောက်ဆုံးခီးရတော့အင်းလေးမှာအဆုံးသတ်သွားတာဗောပြီးတော့ပျော်ပွဲမှာဆိုရင်ကျွန်တော်တို့ခမင်းတုတ်850ဗောနော်လှူဖို့အတွက်ကိုပြင်ဆင်ထားတယ်။ဒါပေမဲ့ကျွန်တော်တို့မှန်းထားတဲ့အချိန်ထက်ပေါ့နော်တကယ်တမ်းငလင်ဘေးကိုသွားတဲ့အခါမှာနှစ်ဆကြာတယ်။ရန်ကုန်ကနေမန္တလေးကိုသွားတော့ဆိုကျွန်တော်တို့73နာရီကားမောင်းရတယ်။အရင်7နာရီမောင်းတဲ့ခရီးကိုလေ ပြီးရင်မန္တလေးနဲ့ကြောက်စဲဆိုရင်ပုံမှန်45မိနစ်မောင်းရတဲ့ခရီးကိုကျွန်တော်နှစ်နာရီလောက်မောင်းရတယ်ပေါ့နော်မန္တလေးမြို့ထဲမှာဆိုလဲတနာတနေရနဲ့တနေရရောက်ဖို့တော်တော်ကြာတာအဲ့ခါကျတော့ကျွန်တော်တို့ပျော်ပွယ်ရောက်ဖို့ကမမီတော့ဘူးမမီတော့ဘာလို့လဲဆိုတော့ဒီ hinted minute တိုးတော့မယ်တိုးတော့မယ်ဆိုတဲ့ခါကျတော့ကျွန်တော်ပျော်ပွယ်ကိုဖုန်းဆက်ဟင်းချက်ပေးတဲ့ကျွန်တော်တပည့်တွေရဲ့ဟန်နူးဆန်ရဲ့ပရာဟီတာအဖွဲ့တွေရဲ့ပေါင်းပြီးတော့ကျွန်တော်လှူမယ်လို့ထိတ်ဆက်ထားတဲ့နေရာတွေကိုကျွန်တော်တို့ပူစားသွားလှူပေးပါဆိုပြီးကျွန်တော်တို့ပြောရတယ်ပေါ့အဲ့မိဘပြည်သူတွေဆိုတော့အခုလိုမျိုးပဲတွေးမိမှာပေါ့သူတို့ကိုယ်တိုင်လည်းမလာဘူး ဘောနော်ဟိုထိထိရောက်ရောက်လဲရောက်ချင်မှရောက်မယ်ပေါ့တွေးကောင်းတွေးမိမှာပေါ့ဒါပေမဲ့တကယ်တမ်းမြင်ပြမှာအလုံးလုံးတဲ့အခါကျတော့လေအခြေအနေနဲ့အချိန်ခါပေါ်ကြည့်ပြီးတော့အကောင်းဆုံးဆိုတဲ့လမ်းကြောင်းမျိုးရွေးချယ်လိုက်ရတဲ့သူတွေကလည်းတပုံကြီးပါပဲအဲ့အတွက်ကြောင့်မလို့နားလဲပေးစေခြင်းနဲ့ခွန့်လွတ်ပေးစေခြင်းနဲ့အဲတကယ်တမ်း live လုပ်ကြည့်ပါအဲ့ခါကြတဲ့အခါကျမှလေတကယ်တကယ်ပေါ့နော်ဟိုဘယ်လိုပြောရမလဲအဲအခက်ခဲတွေကိုကြုံတွေ့ဒါတွေကိုသိမှာပါလို့ဟိုဒီနေရာကတော့နေပြီးတော့ပြောပြပေးခြင်းပါတယ်ခင်ဗျာ